မြန်မာထိုင်းနယ်စပ်အနီးကကရင်ပြည်နယ်ဖန်ခရိုင်တဲကတခေါပီတာစခန်းကိုမေလ9ရက်နေ့မနက်အစောပိုင်းကစပြီးကရင်မျိုးသားစီယုံ KNU ရဲ့တပ်မခွန်လောက်ခံတပ်တွေကတိုက်ခိုက်နေပါတယ်။နယ်စပ်အနီးမှာခြေကုပ်ယူတပ်ဆွဲထားတဲ့အဒီတက်စခန်းတိုက်ခိုက်ခံနေရပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေရလို့သတင်းရင်းမြစ်ကပြောပြတာပါ။ထိုင်းမြန်မာနယ်စပ်မြင်းကနေတမိုင်ခွဲကြော်တာဝေးတဲ့စက်တက်စခန်းကို KNU နဲ့ပူးပေါင်းတပ်တွေကမေလ9ရက်မနက်ပိုင်းမှာတိုက်ခိုက်ပြီးရနောက်အနီးဝန်းကျင်ကဒေသခံပြည်သူ200ခန့်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကိုတင်းရှောင်နေရတယ်လို့ထိုင်းလူမှုကွန်ရက်တွေမှာရေးသားထားပါတယ်။ထိုင်းအာဏာပိုင်တွေကလည်းစစ်ပေးရှောင်မြမပြည်သူတွေကိုယာယီခိုးလောင်ခွင့်ပေးပြီးလူသားချင်းစာနာမှုအကူအညီတွေပေးလင့်ရှိပါတယ်။တစက်တည်းမှာပဲနေဆက်အနီးတိုက်ပွဲတွေအခြေအနေတွေကိုထိုင်းစစ်တပ်ကစောင့်ကြည့်နေပြီးနေဆက်မှာလုံခြုံရေးတိုးမြှင့်ထားရလို့လည်းထိုင်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။ကယန်းညိုတမဟာခနဲ့စစ်ရဲလှုပ်ရှားရနေမြေအပါဝင်ကယန်းညိုလှုပ်ရှားနေမြေတွေကမြန်မာထိုင်းနယ်စပ်အနီးမှာခြေကုပ်ယူတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တက်စကန်တွေကို KNU ပူးပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်နေပါတယ်ရှင်